မင်္ဂလာနနက်ခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတဝိုက်ပူချိန်ကတော့25ဒီဂရီရှိပြီးတော့မှ26ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနိုင်ပါတယ်ဒီရုပ်ရည်သွေးကအတင်တင်ဖြစ်ပြီးတော့မှတနေ့တာလုံးမှာနေရာအနှံ့ပြားငိုကြီးနိုင်ပါတယ်ရာရနှုန်းပြည့်ဖြစ်ပါတယ်မြင့်ဆုံးပူချိန်ကတော့30ဒီဂရီရှိမှာဖြစ်ပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြား ဇွန်လ27ရက်စနေနေ့2025တကိုးပါသောစိတ်ချစ်တတ်သောစိတ်ရှင်လင်းသောစိတ်တဘောကို ပေတော်မူ၏ဒီကချက်တိမောသေဩဝါဒစာဒုတိယဆောင်မှခွန်အားယူစရာများအပိုင်း1ဖတ်ရင်ကျမ်းချက်တိမောသေဩဝါဒစာဒုတိယဆောင်ခန်းကြီး၄ခန်းငယ်တမ8ယေရှုခရစ်၌တည်သောသက်ကိုပေးမိဟုဂရိတော်နှင့်ညီဖျားသခင် အလိုတော်အားဖြင့် ယေရှုခရစ်၏တမန်တော်ဖြစ်သောငါပေါလုသည်ငါချစ်သားသိမောသေကိုကြားလိုက်ပါ၏ငါတို့သခင်ယေရှုခရစ်နှင့်ခမည်းတော်ဖျားသခင်ထံတော်ကယေရှုခရုနာညီသက်ခြင်းရှိပါစေတော်သင်၏မျက်ရည်ကိုငါအောင်းမိသောအခါဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမိကြောင်းသင်ကို တွေ့မြင်ခြင်းကလွန်လွန်းသောစိတ်ရှိဖြင့်၎င်းသင်၏ဖွာလော၏အမိဦးနှိမ့်၌အရင်တည်သောယုံကြည်ခြင်းသည်ဟူသောငါသဘောကျသည့်အတိုင်း သင်၌လည်းတည်သောယုံကြည်ခြင်းစိတ်ကိုပတ်မိသဖြင့်၎င်းနေညာမပြတ်ဆုတောင်းပတ္ထနာပြုသည်တွင်သင်ကိုမချားမလတ်အောင်မေ့သည်ဖြစ်၍ငါဘူဘီကိုးခွယ်သည့်အတိုင်းကိုကိုကိုတည်သောစိတ်စင်ကြယ်ခြင်းနှင့်တကားငါကိုးခွယ်သောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏ထိုသို့ဖြစ်၍ငါလက်တင်သောအပြင်သင်၌ဘုရားသခင်ပေးသောစုကိုနှိုးဆော်မိကြောင်းငါသည်တင့်ကိုတည်ပေ၏ အကြောင်းမူကားဖျားသခင်သည် ကြောက်တတ်သောစိတ်တဘောကိုငါတို့အားပေးတော်မူသည်မဟုတ်တကိုးပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်တဘောကိုပေးတော်မူ၏ထို့ကြောင့်ငါတို့ဖျားသခင်၏တည့်တေကို၎င်းထိုသခင်ကြောင့်အကျဉ်းခံရသောသူဖြစ်သောငါကို၎င်းဆက်ကြောက်ခြင်းမရှိနှင့်ဖျားသခင်ပေးတော်မူသောတကိုးကိုရသည့်အတိုင်းဧဝံဂေလိတရားနှင့်ဆက်ဆံ၍စင်ရဲဒုက္ခကိုခံလော့ ကောရင်သူဩဝါဒစာပထမဆောင်ခန်းကြီး15ခန်းငယ်59ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ခြင်းခွင့်ကိုပေးတော်မူသောဖျားသခင်ဤယေရှုတော်သည် ကြီးလှစွာတကားဒီတိမောသေဩဝါဒစာဒုတိယစာဆောင်ဖွဲ့မှာလဲရှင်ပေါလုသည်အခြားသောသူရဲ့ဩဝါဒစာဆောင်တွေမှာလိုပဲဖွင့်ပြခြင်းမှာသူကိုယ်သူမိတ်ဆက်တဲ့အထူးသဖြင့် ယေရှုခရစ်၌တည်တဲ့ဂရိတော်ကိုပြင်ဆင်ပေးတဲ့ဖျားသခင်ရဲ့အလိုတော်အားဖြင့်ယေရှုခရစ်ရဲ့တပန်တော်ဖြစ်တဲ့ပေါလုကသူ့ရဲ့သားလိုချစ်ခင်ရတဲ့တိမောသေကိုမှာကြားလိုက်တယ်လို့ပါရှိပါတယ်။သခင်ယေရှုခရစ်နဲ့ခမည်းတော်ဖျားသခင်ထံကငြိမ်သက်ခြင်းယေရှုခရစ်နာတက်ရောက်ပါစေလို့ဖွင့်ပြုမှနှုတ်ခွန်းဆက်ထားတယ်။မန္တကယ်ကြတော့တိမောသေသည်တာမန်အမှုတော်ဆောင်တစ်ယောက်ဖြစ်တဲ့သို့တော်လည်းပဲသူသည်တခြားယုံကြည်သူများကဲ့သို့ပဲ ဘုရားသခင်ထံမှကောင်းကြီးမင်္ဂလာညီသက်ခြင်းကျေးဇူးပြုနာကိုလိုအပ်တယ်လို့ရှင်ဘောလူခံယူပြီးတော့မှ သူ့ကိုနှုတ်ခွန်းဆက်သထားခြင်းဖြစ်ပါတယ်။နောက်ဆက်ပြောတာကတိမောသေတွေသူကနှိမ့်ညံ့မပြတ်ဆုတောင်းအောင်မေ့နေတယ်။တိမောသေးဘက်ကသူ့ကို မျက်ရည်ကျပြမအောင်မေ့တာကိုလေသူ့စိတ်ထဲမှာဝမ်းမြောက်စေမဲ့အကြောင်းသူစုတောင်းနေ နောက်ပြီးတော့မှသူ့ကို တွေ့ကျင်တဲ့စိတ်ရှိလာတဲ့အခါမှာသူစူးစမ်းပြီးတော့မှဆူတောင်းတယ်။နောက်ပြီးတော့မှ သူ့ရဲ့အဖွာလောဤအမိဥနှိမ့်မှာရှိလာတဲ့ယုံကြည်ခြင်းမှာတည်နေတဲ့အတွက်ဆူတောင်းပေးတယ်။အဲ့လိုမချမ်းမလတ်ဆူတောင်းခြင်းဖြင့်တိမောသေးကိုအောင်မေတ္တိရရဲဆိုတာကိုသူပြောပြတဲ့အခါမှာလေစိတ်တန်တန်လေးနဲ့သူ ပြောလို့ရတယ်။ဘုရားသခင်ရဲ့ခြေဆုတော်ကိုလည်းရှင်းမွမ်းတယ်လို့ပါရှိပါတယ်။ ်မူရဆောင်နေတယောက်နဲ့တယောက်သတိရတဲ့အခါမှာဒူးဆူတောင်းပေးလို့ရတယ်ဒူးကောင်းကြီးပေးလို့ရတယ်သူတို့အားဖြင့်ကျွန်တော်စိတ်နှလုံးထဲမှာယေရှုတော်ချီးမွမ်းခြင်းညီသက်ခြင်းစိတ်ကြည်လင်ခြင်းတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာကိုပေါ်ပြခြင်းဖြစ်ပါတယ်သစ္စာထဲမှာပဲရှင်ဘောလူသည် သူလက်တင်ပြီးတော့မှ ကောင်းကြီးပေးခန့်အပ်ထားတယ်ဘုရားသခင်ပေးတဲ့ဆုကျေးဇူးတော်ကိုတိမောသေသည်လို့ဆိုမဲ့အကြောင်းဆက်လက်ပြီးတော့မှလောက်ကင်မဲ့အကြောင်း သတိပေးတိုက်တွန်းပါတယ်။ဘုရားသခင်ဟာစောက်တတ်တဲ့စိတ်ကိုမပေးဘူး။တကိုးပါတဲ့စိတ်၊ချစ်တတ်တဲ့စိတ်၊ရှင်းလင်းတဲ့စိတ်တဘောကိုပေးတော်မူတယ်ဆိုတဲ့အတိုင်းပဲအရာရာကိုလှုပ်ဆောင်တဲ့အခါမှာဘုရားပေးတဲ့စိတ်နဲ့လှုပ်ဆောင်ဖို့ရန်ဖြစ်တယ်။ကြံလို့ဘုရားသခင်ကတက်တည်ပေးလာပြီးဘုရားသခင်ကပြင်ဆင်ပေးပြီးဆိုရင်ဆက်ကြောက်ခြင်းမရှိနဲ့အဲ့ဒီပြင်အဲ့ဒီပြင် ရှင်ဘောလူတို့ရဲ့လောလောဆယ်အကျဉ်းခံနေရတာ ထောင်ကျနေရတဲ့အကြောင်းကိုလည်းတွေးပြီးတော့မှဆက်ကြောက်ချင်မရှိဖို့မှကြားပါတယ်ဒီလိုမျိုးဒုက္ခဆင်းရဲတွေခံရတဲ့အခါမှာဘုရားသခင်ပေးတဲ့တကူနဲ့အကောင်းဆုံးဆုံးဆင်းရဲခြင်းကိုဒုက္ခကိုတီးခံဖို့ရန်ဖြစ်တယ်ဒီနေရာမှာဆိုလိုတာကတကူပါတဲ့စိတ်ဆိုတာဟာကိုယ်ကနေပြီးတော့တကူအဋ္ဌိပတွေရပြီးတော့မှဆောက်ပြီးတော့မှလုံနေဖို့မဟုတ်ဘဲနဲ့ဆင်းရဲဒုက္ခတွေကိုအနည်းဆိုင်ဆုံးတီးခံကျော်လွှားဖို့ရန်ဖြစ်တဲ့တကူဖြစ်တယ် ခရစ်တော်နဲ့တူတဲ့တကိုးကိုဆိုလိုခြင်းဖြစ်ပါတယ်တကိုးကိုရတဲ့အတိုင်းဧဝံဂေလိတရားနဲ့ပတ်သက်ပြီးတော့မှဒုက္ခရောက်လာပြီးဆိုရင်ဒိခန့်ကြော်လွားဖို့အထူးမှကြားခြင်းဖြစ်ပါတယ်ဆက်လက်ဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်နနက်တိုင်းကုနာရောတစ်ကိုခံစားရတယ်ကိုရဲတစ္ဆာရောကြီးမြတ်ကြောင်းကိုဝန်ခံပါတယ်ကိုရရဲ့ပေးတဲ့နေ့တည်းမှာကောင်းမွန်ချမ်းသာစွာလူတိုင်းရှင်သန်စေတော်မူပါ ဖျားပီးတဲ့တကိုးပါတဲ့စိတ်ချစ်တတ်တဲ့စိတ်ရှင်လင်းတဲ့စိတ်နဲ့အရာကိုလောက်ကင်ဆောင်ရွက်နိုင်ပါမည်ကြောင်းကောင်းချီးပေးပါ သူတို့ဖြင့်ဖျားမှုတော်ဆောင်နေသည်ဖျားပီးတဲ့တကိုးအပြင်ဆင်းရဲဒုက္ခတွေကိုကျဉ်းကျဉ်းခံသီးခံရပ်တည်ပြီးတော့မှသူတို့ဘာကိုလဲခွန်အားပေးနိုင်တဲ့မှုတော်ဆောင်တွေဖြစ်စေတော်မူပါကိုခံရတဲ့ဆင်းရဲဒုက္ခမှာဖျားသခင်ရဲ့အံ့ဩဖွယ်တကိုးသက်တည်ရှိတယ်ဆိုတော့ကို ကိုကိုယ်တိုင် ခံယူတတ်တည်ထူပြီးတော့မှဝေမျှနိုင်ပါမည်အကြောင်းကောင်းကြီးပေးတနာတော်မူပါမြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီခုလောလောဆယ်အိမ်မှာဆေးရုံမှာကုသခြင်းခံရတဲ့သူတွေကင်ဆာယောဂဝင်လေဖြတ်တဲ့သူတွေအလုံးယောဂါပါရရှိယောဂသည်တွေမတန်ဆွမ်းတဲ့သူတွေထိခိုက်ဒဏ်ရာရထားသူတွေအားလုံးလေဒီကနေ့တက်တာပြောက်ကင်းကျမ်းမာရတဲ့ခွင့်ကိုပေးတနာရမူပါမိုးတဲ့လီတွေမှာစစ်ဘေးရှောင်လဲရှိကြတဲ့ ြည်သူပြည်သားတဲ့အားလုံးကိုလည်းကိုရရှင်ကဲတင်ကဲနှုတ်တော်မူပါဘလော့ဆယ်လုံးကြုံတွေထွေးစီပါဘေးကင်းလုံးကြုံစီတော်မူပါမြစ်တော်ရရှင်ဖပြားဒါမြန်မာနိုင်ငံသူနိုင်ငံသားအချင်းချင်းလည်းဖေးမကူညီလက်တွဲလက်ဒီအရာကိုကြံ့ကြံ့ခံရည်တည်နိုင်မှာမြည်ချောင်းကောင်းကြီးပေးသနာရမူပါမတရားတဲ့သူတွေကိုရရှင်ပယ်ရှင်းတော်မူပါတရားတဲ့သူတွေကိုရရှင်ချီးမြှောက်တော်မူလျက်မြမာပြည်ကြီးကိုချမ်းသာညီသက်ချင်းပေးပါမြည်ချောင်း ။သခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလဲဆုတောင်းပါရဖခင်။